ရဲမှုမျိုးသိန်းကတရလူအဖြစ်နဲ့အင်းဝါအချုပ်ဆိုင်ကမိသားစုတွေကိုအမှုဖွင့်ခဲ့တာပါဒီအမှုကိုအော်တိုဝါလာ73ရက်နေ့ကအနောက်ပိုင်းခရံတရားရုံးမှာတတိယအကြိမ်မြောက်ရုံတွင်အဖြစ်ချိန်ဆခဲ့ပြီးပထမအဆုံးကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်သောသောကြာကြီးပေါ့သောသောကြာကြီးနဲ့323ကျားအော်ကျားတရားကြီးတွေရဆွတ်ထားတဲ့ဟာကြောင့်သောသောတရားဟောပါဘာဖြစ်ဘူးเนาะအဲကျောင်းသောသောတရားဟောမှာပဲသွားပြီးတော့ဒီမှာလည်းရင်ဆိုင်ရမှာပါ အကဲကြောင့်သားတယောက်မှညီဆိုင်ရလို့ဗတ်တီလက်ပါဝင်အောင်မဆိုချင်လဲအမသီလက်ဘက်ကနေဆက်လက်ပြနေပြီးတော့ဒါယူလိုက်အင်းဝအချိုဆိုင်ကမိသားစုဝင်6ယောက်ကိုရဲမှုမျိုးသိန်းကတရလူအဖြစ်အမှုဖွင့်ခဲ့တဲ့အပေါ်ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကရုံးထုတ်စစ်ဆေးခဲ့သလိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချတိုင်းဝန်ကြီးဌာနကပါကလေးတငယ်ညင်မနှိပ်စက်မှုနဲ့တရားစွဲဆိုထားတာကိုတော့ကြောက်တရားမျိုးနဲ့တရားရုံးကနေအော်တိုဘာလ14ရက်နေ့မှာပထမအဦးဆုံးရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်ခင်ဗျာ